တူရကီနိုင်ငံရဲ့ဆယ်စုနှစ်လေးစုကျော်ကြာပြည်ပခဖြစ်ပွားနေတဲ့ Cut အလုံသမားပါတီ PKK အမည်ရှိစုသွေးကြအဖွဲ့ဟာသူတို့အဖွဲ့ကိုဖျက်သိမ်းဖို့နဲ့လက်နက်ဆွလုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်နှစ်လေးဆယ်ကြာတူရကီနိုင်ငံမှာတပုံထမှုအဆုံးသတ်သွားပြီဖြစ်တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ PKK ရဲ့ဆုံးဖြတ်ချက်ဟာ NATO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့တူရကီနိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးတည်ငြိမ်မှုကိုမြင့်တက်စေနိုင်ပြီး Cut တပ်ဖွဲ့တွေရှိတဲ့အိန္ဒိချင်း Iraq, Syria တို့နဲ့တင်းမာမှုတွေကိုရော့ချစေနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ PKK အဖွဲ့ဟာ1984ခုနှစ်မှာလက်နက်ကင်တပုံထမှုကိုစတင်ခဲ့ခြင်းကလေးကလူ ူပေါင်း၄000ကျော်တေဆုံးခဲ့ပြီးစစ်ပွဲကိုထိခိုက်စေခဲ့ကလူမှုရေးတင်မာမှုတွေမြင့်တက်ခဲ့ပါတယ်။အဲဒါကြောင့်တူရီကီနဲ့သူ့ရဲ့အနောက်မဟာမိတ်နိုင်ငံတွေက PKK ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ခဲ့ပါတယ်။ဆက်နေချင်းမြောက် PKK လွတ်တော်ဟာ PKK ဖွဲ့စည်းတည်ဆောက်မှုကိုဖျက်သိမ်းဖို့နဲ့လက်နက်စွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ PKK အဖွဲ့အခြေဆိုင်တဲ့အီရတ်နိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့လွတ်တော်ပိတ်သိမ်းကြောင်းကြေညာချက်မှာဖော်ပြခဲ့တယ်လို့ Foreign Trade Agency ကသတင်းထုတ်ပြန်ခဲ့ပါတယ်။1999ခုနှစ်ကတည်းကအစ္စတန်ဘူမြို့တောင်ပိုင်းရှိကျွန်းတစ်ကျွန်းပေါ်မှာအချင်းချခံထားရတဲ့ PKK ကောင်းဆောင် Avatu လာအော့ကလန်က PKK အဖွဲ့ကိုဖျက်သိမ်းမှုဖေဖော်ဝါရီလကတိုက်တွန်းခဲ့တဲ့နောက် PKK ကလွတ်တော်အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအဖွဲ့စည်းဖျက်သိမ်းရေးနဲ့လက်နက်စွန့်လွတ်ရေးလုပ်ငန်းစဉ်ကိုအော့ကလန်ကစီမံလုပ်ဆောင်သွားမှာဖြစ်ကြောင်းမေလ12ရက်မှာ PKK ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအော့ကလန်ဟာအဲ့ဒီလုပ်ငန်းစဉ်မှာဆက်လက်ပါဝင်မဲ့အခြေအနေကိုတူရကီအစိုးရကလက်ခံမှာဟုတ်မဟုတ်ကိုရှင်းလင်းစွာမသိရသေးတာပါ။လက်ရှိမှာအော့ကလန်ဟာအကျဉ်းထောင်ထဲမှာရှိနေတာကြောင့် PKK အဖွဲ့လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကိုဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကိုလည်းအသေးစိတ်ချက်လက်တွေထွက်ပေါ်ခဲ့ခြင်းမရှိသေးတာပါ။ အဲ့ဒီပြင် PKK အဖွဲ့ဖျက်သိမ်းမှုဟာဆီးရီးယားရှိ YPG ကစစ်လက်နက်ကိုင်အဖွဲ့ပေါ်ဘလို့တက်ရောက်မယ်ဆိုတာကိုလည်းစောင့်ကြည့်ရမယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်